ီမှာတော့စီးရီးယားအသင်းက3ဂိုးခုံးရှိဆိုတော့ကြလာတခုနဲ့မြန်မာအသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့ကြောင့်အစီအကံတင်ဆက်ရီဇန်ပေးတော့မို့အားလုံးလည်းမြင်မယ်ကျွန်တော်ရဲ့ level အများကြီးမြင်တဲ့ဟိုတဝူးချင်းရောအသင်းလိုက်ရောသူတို့ရဲ့ quality player ရောကျွန်တော်မိနစ်80ကျော်မှာကျွန်တော်တို့ player တွေနည်းနည်းအမားလေးအမားလောက်တာတော့မဟုတ်ဘူးသူတို့မှာ energy ဆုံးရှုံးမှုတွေတွေ့လာတယ်အဲ့ဒီလေပေးတာဟင်းချောင်းဘုတ်ဘမှာတော့တမ်းပိုင်ရှိနေတာပဲဖြစ်ပါတယ်ဟင်းချောင်းချုပ်ပေးတာ အချိန်မှာကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်လူစားပြောင်းလဲတဲ့အချိန်မှာလည်းကျွန်တော်ရတဲ့နဲ့အခွင့်အရေးရနိုင်တဲ့အခွင့်အရေးတစ်ချိန်ရှိတယ်အဲ့ဒီတစ်ချိန်ကကိုမရနိုင်တဲ့အတွက်ကြောင့်လည်းဒါအဖြေကတစ်မျိုးလေးဖြစ်သွားတာလည်းရှိပါတယ်ညာကျောင်းထပ်ပေးလိုက်မြတ်တပ်ပိုင်းလက်ကျန်ပြီဒီနေ့ဘွားတော့အားလုံးလည်းအမြင်ပဲ နော်အလုံးနဲ့သိပြီးသားပဲကျွန်တော်တို့ဒီအုပ်စုမှာကျွန်တော်တို့ပြီးခဲ့တဲ့ဝဲမကန်ငင်းတွေကကျွန်တော်ပြောတာပြောထားတာရှိတယ်အလုံးနဲ့သိပြီးတဲ့အတိုင်းပဲကျွန်တော်တို့ကျွန်တော်တို့ဒီနေ့ဒါကျွန်တော်ရဲ့အုပ်စုမှာ strong ဖြစ်ဆုံးသင်နောက်ပြီးတော့အဲကဘာအစင်းနဲ့ပြောရရင်ကျွန်တော်နဲ့ level အများကြီးဒါတရာအောင်မှာရှိနေတဲ့60ကျော်လောက်မှာရှိနေတယ်အသင်းကျွန်တော်တို့ဒီဒီ8000အရှာ level နဲ့160အဲကျော်လောက်မှာရှိတဲ့အသင်းဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ဒီနေ့အဲကစားသွားတဲ့ကလေးတွေကို ကျွန်တော်ပြောထားတဲ့ဒါပုံစံတိုင်းကစားအတွက်အရင်ဆုံးဒီကစားသမားတွေပြန်နေကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါကိုတဲ့မြင့်တဲ့အသိလည်းဖြစ်တယ်အဝေးခွင်းလည်းဖြစ်တယ်ကျွန်တော်ခီးပတ်မှုတွေလည်းပါတဲ့အတွက်အဲ့ဒီမှာတော့ကျွန်တော်အဲ fighter fan ကိုကျွန်တော်တို့ဒါကစားခဲ့တာပေါ့နော်ဒီနေ့တော့အိမ်ခွင်းလည်းဖြစ်တယ်ကျွန်တော်ရလက်လေးလည်းကျွန်တော်စူးစမ်းကြည့်တာပေါ့နော် ကျွန်တော်ပေးသက်နဲ့ကျွန်တော်ရေခွင်းနဲ့အဲဆိုတော့ဟိုကစားရင်းနဲ့ပဲကျွန်တော်တို့ကလေးတွေစူးစမ်းပါတယ်ဒါပေမဲ့ ကျွန်တော်အဲဒီနေ့ကစားတဲ့ formation ကကျွန်တော်433 41 41ပုံနိုင်နဲ့ attacking လဲသွားခြင်းနဲ့ defend လဲသွားခြင်းနဲ့ပုံစံလေးကိုသွားရအတွက်ဒါနောက်ဆုံးကျွန်တော်တို့ဟို reason ပေးတော့မဟုတ်အားလုံးလည်းမြင်မယ်ကျွန်တော်ရဲ့ level အများကြီးမြင်တဲ့ဟိုတူးချင်းရောအသိန်းလိုက်ရောသူတို့ရဲ့ quality player ရော ကျွန်တော်မိနစ်80ကျော်မှာကျွန်တော်တို့ player တွေနည်းနည်းအမားလေးအမားလောက်တာတော့မဟုတ်ဘူးသူတို့မှာ energy ဆုံးရှုံးမှုတွေတွေ့လာတယ် ဖြစ်တဲ့အတွက်ကျွန်တော်ကိုးလေးရတော့ကျွန်တော်စရိုက်ပေးလိုက်အတွက်ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်လူစားပြောင်းလဲတဲ့အချိန်မှာလည်းကျွန်တော်ရသိတဲ့အခွင့်အရေးရနိုင်တဲ့အခွင့်အရေးတစ်ချိန်ရှိတယ်အဲ့ဒီတစ်ချိန်ကကိုမရနိုင်တဲ့အတွက်ကြောင့်လည်းဒါအဖြေကတမျိုးလေးဖြစ်သွားတာလည်းရှိအောင်အလုံးချုပ်ပြောရရင်တော့ကျွန်တော်ပြိုင်ဘက်ကတော့စီရီယာဒီအုပ်စုမှာအကောင်းဆုံးအသင်ဖြစ်တဲ့အတွက်ကျွန်တော်ဒီလောက်ကစားနိုင်တာကျေးဇူးတင်ပါတယ်။နောက်နှစ်ပွဲကိုလည်းကျွန်တော်လာမယ့်အဝေးကွေးမှာကျွန်တော်အကောင်းဆုံးပြင်ဆင်ပါ ။အော်စမန်ရဲ့လန်ကန်နာရီ။အော်စမန်။အော်စမန်ရဲ့ကန်ချက်ကိုတော့စောအဓိကကျွန်တော်တို့ကစားသမားဘွားဟောအခုလက်ရှိကျွန်တော်နိကျွန်တော်နိပြလုပ်နေတဲ့အပိုင်းမှာကျွန်တော်တို့ကျွန်တော်လေဘောကျွန်တော်လေဘယ်နဲ့ဒီပြင်အခုကျွန်တော်ပြောပြပြီလေကျွန်တော်ဒါနိပြချင်းရှင်းတော့မှတခြားစီပဲ။နော်။အဲနောက်ပြီးတော့ကျွန်တော်တို့ရဲ့အခန္ဓာကိုယ်ဖွဲ့စည်းမှုတွေကျွန်တော်တို့ရဲ့အားတွေကျွန်တော်တို့ပလေယာတွေအဓိက ဒါမမောင်းလင်းတယောက်ပဲဒါထိုင်းလီ1မှာကစားနိုင်တဲ့ပလေယာနောက်ပလေယာတွေကျွန်တော်လီဒူးအဆင့်မှာရှိလီဒူးဆိုတာထိုင်းလီဒူးနော်ကျွန်တော်ဘက်ကတော့အကောင်းဆုံးပြင်ဆင်တယ်အများကြီးလည်းကျွန်တော်မျှော်လင့်မြောင်အများကြီးပြောင်းလဲပြောင်းပြောင်းလဲခြင်းပေမဲ့လည်းကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့လီရဲ့ကျွန်တော်ရဲ့အဆင့်တန်းလည်းရှိသေးတယ်ဘလူဘလူပဲဘလူပဲလာလို့လို့ဒါကတော့ကျွန်တော်နှစ်တည်းလဲကြာပါပြီကျွန်တော်အရင်အရင်ကျွန်တော်အရှိမလောက်ထားတယ်တကယ်ပရော်ဖက်ရှင်နယ်ကဂျာမန်နီးပြားတွေရောမျိုးစုံရှိနေတယ်အခုနဲ့ပြောဆိုလို့ကျွန်တော်တို့ ကိုလိုပြောတာမှန်ပါတယ်ကျွန်တော်အသိဉာဏ်နေတဲ့တွေ့ဒီလိုပဲဖြစ်တဲ့ဖြစ်လေရှိတာတော့ဒါထုံးစံပေါ့တော့အများကြီးဥစားပြောင်းလဲရမှာအခုကျွန်တော်တို့ကတော့ဟိုနှစ်ပွဲရှုံးတာပေါ့နော်နှစ်ပွဲအခုဒါစီးရီးယားအသင်းလိုမျိုးဒါရှုံးနေအဲလာပြီးနောက်ကြံခဲ့တဲ့နှစ်သင်းကလည်းကျွန်တော်တို့ဒီမှာအိမ်ကွန်းမှာနိုင်ထားပြီးမဲ့လဲကျွန်တော်ခိတ်ခဲနိုင်တာတဲ့ဥစားဟိုအသင်းနေပေါ့နော်ဟိုရန်ကင်ရပဲပြီးခဲ့တဲ့နှစ်နှစ်ကျော်လောက် မှာကျွန်တော်တို့ကိုပြနိုင်ခဲ့တဲ့အသင်းဆိုမြဲလဲနှစ်နှစ်ပြီးသွားတဲ့ချိန်မှာဒီအသင်းတွေတိုးတက်မှုနှုန်းကကျွန်တော်တို့လည်းဒါပေးသက်လဲတွေ့ပြီးသားပဲကျွန်တော်လည်းတွေ့ရကျွန်တော်တို့သွားလျှော့လို့မရဘူးလက်ရှိကျွန်တော်လာမဲ့နှစ်ပွဲကိုကျွန်တော်ပြင်ဆင်မယ်ပြီးရင်ကျွန်တော်တို့ဒါအနည်းဆုံးကလာမဲ့ကျွန်တော်တို့ဒါဂျွန်ဂျူလိုင်လမှာဒါကစားမဲ့ဒါ Mitsubishi ကအနည်းဆုံးရှိတယ်အဲ့ဒါကိုတော့ကျွန်တော်တို့ဒါအခု CK player တွေရောဒီမှာ league မှာကစားတဲ့နေရာကိုကျွန်တော်အခုတစ်နှစ်ညီပါကျွန်တော်ရေးစင်အသင်းလဲ လောက်လာပြီဆိုတော့အကောင်းဆုံးဒီဟာတော့အနည်းဆုံးပြိုင်ပွဲတော့အဲ့ဒါရှိတယ်